ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားအစီအရောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ28ရက်နနခင်းစီရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မွေတိုင်းတွင်ကညီလာမျိုးလေးဖြစ်တဲ့အချောင်းမျိုးမှာတော့ Jeffers စစ်တပ်ဟာအဖွဲ့သုံးဘက်ခွဲပြီးနေ့စဉ်ပေါ်တာဆွဲနေလို့ထွက်ပြေးတင်းချောင်နေကြတာလူငယ်တွေမရှိသလောက်ဖြစ်နေပါပြီတော်လိုင်းရဲ့အားသူတွေအာမကောင်းတဲ့ဒေသတွေမှာစစ်တပ်ဟာပုံပြီးအတင်းရဲပါတယ်ဒါကြောင့်အင်အားလက်နဲ့အတော်အတန်အသင့်ရှိပြီဆိုရင်လွတ်မြောက်နေမြေတွေကနေ ြည်မာတဲ့ကိုဝင်လာဖို့အချိန်တန်နေပြီဖြစ်ပါတယ်။မန်းလေးကနေ6ရက်ရှင်းပြီးတရုတ်စကားပင်တွေဝင်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်တပ်ကဝင်နေတာလို့သိရှိရပြီးတရုတ်စကားနားထောင်ဘာကြီးဖုန်းကြီးရဲ့လက်နက်ဆန်းရရားတွေဖြစ်တယ်လို့ခံမှန်းကြပါတယ်။ပြောလို့တော့ရတာမဟုတ်ဘူးရဲ့။တပ်စုမှုတင်တန်းတက်တုံးကချင်းနေ။ရှေးကျုပ်ဘိုးကျုပ်ခင်စောဦးရောက်လာပါတယ်။စစ်တပ်ရဲ့ထိတ်တန်းအရာရှိကြီးတွေဟာအရာရှိငယ်တွေနေရာဒေသအစုံကလာကြရတဲ့တပ်စုမှုတပ်ဖွဲ့မှု တိုက်ရဲမှုတင်းတန်းတွေမှာလာပြီးဂျင်းဝါရာမှိုင်းတွေလာထက်လေးရှိပါတယ်။ဘာပြောလဲဆိုတော့ငါတို့ကောင်တွေတင်ချာမှတ်ထားကြအဖွဲ့အစည်းတွေထဲမှာငါတို့တက်မတော်လို့ဘေးအဖွဲ့အစည်းမှာမခိုင်ပါဘူး။ငါတို့စစ်တပ်ဟာရေတပ်လေတပ်တွေနဲ့စနစ်တကျအဖွဲ့အစည်းထားတာမင်းတို့မသိသေးတဲ့လက်နက်စမ်းတွေအများကြီးအများကြီးရှိတယ်ဆိုပြီးလက်သေးလက်မောင်းတန်းပြီးကြကြနာနာကြီးဂျင်းထက်သွားတာဖြစ်ပါတယ်။အဲဒီတော့ကကချင်မှာစစ်မှတ်ပြင်းထန်နေခြင်းဖြစ်ပါတယ်။တကယ်ပဲလက်နက်စမ်းတွေထုတ်သုံးလာပါတော့တယ်။ ်24ပစ္စည်းတွေလက်ဖွဲ့တွေပရိတ်ကျိုးတွေဖြစ်ပါတယ်ကျွန်တော်လဲအဲ့ဒီလက်နက်စမ်းတွေတကုန်းနဲ့မသိမပြောင်းဖဲရခိုင်ရောက်တော့ပရိတ်ရေးတွေအင်းခွက်တွေဗေနိနန်သားကရှေ့ကသွားပါဆိုတာတွေအထိဖြစ်လာပေမဲ့အာရကမြန်မာအချမ်းဖက်စစ်တပ်ဟာစစ်ဦးလုံးဝကျိုးခဲ့ရပါတယ်လက်နက်စမ်းတွေရဲ့တကုန်းပေါ့ဗျာဘာလက်နက်စမ်းမှတကယ်မရှိလို့ပေါ့ဗျာရှိတဲ့လေရင်တွေတင်းပေါ်တွေဟာလည်းရင်းမိထားတာတွေကများပါတယ်တောင်းခမ်းမှာဆိုရင်လည်း တလောင်းတစ်လက်လောက်ရရင်တောင်စာလာရေးလေးခင်းပြီးနိုင်နေပြီးလုံနေရတဲ့အဖြစ်ကိုရောက်နေတာဖြစ်ပါတယ်။ပခုတ်ကူခရိုင်ကမ္မမြို့နယ်ထဲမှာရိခာရဏထွက်ခွာပြေးပြေးချင်းမှာပဲတမန်နေ့မနေ့ဆယ်နာရီဝင်းကျင်မှာဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေလိုက်လံသိမ်းဆည်းနေတဲ့စစ်ကောင်စီမော်တော်ယာဉ်နှစ်စီးကိုဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေကကြားပြတိုက်ခိုက်နိုင်ခဲ့တာရှိပါတယ်။ဆိုပါတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကမက်ဆီ9ယောက်ကတ်ခဲ့ပြီးဒဏ်ရာရတာများနိုင်တယ်လို့သက်ဆိုင်ရာအဖွဲ့ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဂံကောမျိုးအမှန်50ချီလင်တိုင်ရင်စစ်ကြောင်းတွေကိုကုတ်ကဲနေတာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ပြူဝါမှုဗိုလ်မှူးကြီးလာမျိုးထုတ်ဖြစ်ပါတယ်သူဦးစီးတဲ့စစ်ကြောင်းကိုချင်းပြည်တဲ့အဖို့ခံရမှာဆိုလို့ဘာဖြစ်စင်ဘာထိတွေ့မှုမှမရှိလဲနေ့စဉ်ရက်ဆက်ညစဉ်လိုလိုမြစ်တာမြေအနောက်ဘက်ကအရှေ့ဘက်ကမျိုးကို120မမအမြောင်းနဲ့ပြစ်ခတ်လေးရှိနေပါတယ်တမန်နဲ့ညာတကောင်ကလည်းဆက်လက်ချက်တီးတီးပြစ်ခတ်ခဲ့တာဖြစ်ပါတယ်ဗရန်ဒန်နဲ့နိုင်ငံစစ်မျက်နှာမှာဒီမန်နဲ့မနေ့ပိုင်းကအမှတ်905အမြောင်းစစ်စေးကိုကံမှုဌာနချုပ်နဲ့ အမှတ်400ကိုအမြောက်တိုက်ရင်တွေကနေလက်နေကြီးပြစ်ခတ်မှုတွေရှိခဲ့ပါတယ်မရှိမနှောက်မှာပဲဘုံဘောခမောက်တောင်ဘက်ကနေလက်နေကြီးနဲ့နိုင်ငံစကားမဲ့ကိုပြစ်ကူပေးခဲ့ရတာရှိပေမဲ့မြေပြင်ထိတွေ့မှုရှိမရှိတော့မသိရှိရသေးဘူးဖြစ်ပါတယ်ချန်ပီယံမြောက်ပိုင်းနောင်ချိုအချိန်လေးကတော့ပြောနေစရာအထူးတလဲမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်ကြောင်မဲ့ကိုအကြောင်းမဲ့လေကြောင်းကနေဇက်တိုက်ပြုတ်လို့နေရတာကိုကြည့်ုံနဲ့သိတာပါတယ်ပြီးတော့တန်နာတို့မြောက်နေမြေတွေမှာပုံစံမျိုးစုံနဲ့နေရာပေါင်းစုံကလူပေါင်းစုံကရောက်ရှိနေကြတာဖြစ်ပါတယ်ကြုံရဘူးတာလေးပြောပြပါမယ် ဒေါ်လာကြီးတဲ့ကိုဆိုင်ငယ်အစုပ်လေးနဲ့စာပိုင်းမှာရောက်လာပြီးထောက်ဖို့လိုလိုထုတ်လို့ရေးလိုလိုနဲ့ဆွေတော်တသောညိုတော်ပေါင်းမှာအုပ်လိုက်ရောက်လာကြပြီးကားတွေတစီးပြီးတစီးတဝီဝီနဲ့လမ်းသလားနေတဲ့လူတွေလည်းတွေ့ကြရဦးပါတယ်။ပြီးတော့တနတ်တလက်ကိုဟိုရောက်လိုက်ပြန်ဝင်လိုက်လုံနေတာလည်းတွေ့ကြရပါတယ်။တနတ်ကိုကြည့်လိုက်တော့ပြောင်းပြေတောင်မရှိတော့တဲ့ MNCD မဝမ်းမျိုးစားဖြစ်ပါတယ်။ရှူစင်ရိုးတော့တဲ့တိုင်းရင်းသားတိုင်းရင်းသားတွေနေပြီးမှဝမ်းစာရှာရတာလည်းဖြစ်နိုင်ပါတယ်။ကင်းဒီနဲ့မိုးပြရဲ့ခြေစိုက်အမှတ်422ချင်းမြန် 422အချင်းမြန်တိုင်ရင်ကနေညိုတဲ့ကိုဆက်လက်ဆက်တနကြီးလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။လူနေစာဦးတချို့မိလောင်ပျက်စီးလျက်ရှိနေပါသေးတယ်။ဖေကောင်အင်းအရှိမဲ့ကမ်းမှာတော့စစ်ကောင်စီကလွယ်ဘောရာကိုကြော်ဖြတ်နိုင်မှုခဲရင်လာပါတယ်။ခြားတော့ဝင်ပြိမိမယ်ဆိုတာကိုလည်းသိနေပုံရပါတယ်။လွယ်ဘောနာထိခဏရောင်ပြရောက်လာတယ်ပြီးရင်ချက်ချင်းပြန်ဆုပ်ပြီးလက်နက်ကြီးနဲ့ပြစ်ခတ်တာမျိုးတွေလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။တခုတတိထားမှာရေနီလန်းကနေဝင်လာတဲ့စစ်ကြရင်ဒီ ကာဆန်းရွာနီးကဆက်ကြောင်းဖြစ်ပါတယ်တကယ်လို့ကယန်းပြည်စစ်ကိုသာမိသိမ်းပြနိုင်ခဲ့ရင်ခြေကတော်စီဘူးဒီဘောဆိုးလမ်းကိုရှော့ကနေရောက်လာမှာဖြစ်ပါတယ်ဒီချက်ကိုကယန်းတပ်ပေါင်းစုကလည်းကြော်ချိုတင်မျှော်တွေးထားပြီးဖြစ်ပါတယ်ဒီဘောဆိုးကိုရောက်ဖို့ဆိုရင်ကယန်းဖြူဟာရှစ်ကိုကြော်ဖြတ်ရအောင်မှာဖြစ်ပါတယ်စကိုင်းသာမုံရွာလေးစိတ်ကိုတမြန်လေးက Y8 တိမ်ဖို့ဆောင်ရေးလေရင်ဈေးနံပါတ်9819 5ချိန်တိတိဆင်းသက်ခဲ့တာရှိပါတယ် သုံးောက်ကတော့ရိတ်တာခဲရန်ကိုသိရှိရပြီးကြံနှစ်ခေါက်ကတော့စုံစမ်းနေသေးဖြစ်ပါတယ်။စစ်ရင်ပေါ်ကိုတင်ပေးမဲ့ရိတ်တာခဲရန်တွေရှင်းနိုင်ရည်များပြီးကြံနှစ်ခေါက်ကတော့အင်အားပြည့်တွေရှိဖို့များပါတယ်။မြဝကြမဒေတာရေကြီးမြို့နယ်နဲ့ငတိုင်းဆောင်မြို့နယ်ကတော့အခြေခံစားတောက်ကုန်တွေဝယ်ယူခဲ့ပိတ်ပင်ထားတာဖြစ်လို့အခက်ကြုံတစ်ထက်ကြုံနေရတာပါတယ်။ငဝင်မြင့်ရဲ့နောက်ဘက်ကျမ်းငတိုင်းဆောင်မြို့နယ်ကခြေရွာတွေဖြစ်ပြီးအရှိဘက်ကမ်းကတော့ရေကြီးမြို့ကခြေရွာတွေဖြစ်ပါတယ်။ မတိုင်းချောင်းမြို့နယ်ကခြေရွာတွေကိုစံစီစားတောက်ကုန်တွေပိတ်ပင်ထားပါတယ်။ခရယာကုန်းခြေရွာမှာဆိုရင်စံ6ပြီ8တဲအိကိုထောက်ခံစာတဆောင်း3000နှောင်းနဲ့အုပ်ချုပ်ရေးမှုနယ်နယ်ဝင်းကကောက်ခံနေပါတယ်။ဒါတယ်မဲ့လားမဟုတ်သေးပါဘူး။ C 90သားဆိုရင်လည်းထောက်ခံစာချင်း3000ပေးရပါတယ်။မြို့ဘကန်းရေကြီးမြို့နယ်ကခြေရွာတွေမှာဆိုဈေးရောင်းဈေးဝယ်အဆင်ပြေနေပါသေးတယ်။ဒါကိုဖျားကုန်းရွာကသူတွေကိုဈေးမရောင်းပေးဖို့ရဲတွေကတစ်ဆင့်ဖျားပေးလျက်ရှိပါတယ်။ အခြားရာတွေလဲထောက်ခံတာပါမှဝယ်ယူပြီးတည်ဆောင်ွင့်ရှိတာဖြစ်ပါတယ်။စံ24ပြီတိအိမ်မှတထောင်သာပေးရတာဖြစ်ပါတယ်။ဖရာကုန်းတည်ပါတယ်။ချွန်တက်ပြီးထောက်ခံစားစိအဆမတန်မြင့်တက်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။မြောက်စံအမြောက်တိုက်ပွဲကတော့ပြင်းထန်နေသေးတာဖြစ်ပါတယ်။ပန်တော်ကြီးကြီးရဘက်ကိုလက်နက်ကြီးနဲ့ထောက်လျှောက်ပစ်ခတ်နေသေးဖြစ်ပါတယ်။ဂျမန်နေ့ကထိလေကြောင်းတိုက်ခိုက်မှု၄ချိန်ထက်မနည်းပြုလုပ်နေခဲ့ပြီးညပိုင်းထိလေကြောင်းအကဲကြီးကင်းထောက်မှုတွေပြုလုပ်နေရပါတယ်။ ညီရင်ကနေလဲညနေပိုင်းထိကြောက်လန့်တကြပြစ်ခတ်နေရတာကိုတွေ့ရပါတယ်။ ARV တိုင်းရဲ့ပထမဆုံးသိမ့်ပိုက်ရရှိမဲ့တိုင်ရင်ဌာနချုပ်ဖြစ်တဲ့အမှတ်344အမြောက်တိုင်ရင်ကတော့အချိန်တစ်ပြေးပြေးနီးကပ်လာပြီလို့ပြောလို့ရနေပြီဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်